နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်ဧပြီလ18ရက်နေ့နနက်၈နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်ခြေနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထင်အထင်မှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်ယနေ့ညနေအထီးခံမှန်းချက် မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြား နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြည့်ဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေကြရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူနေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်ရှင့်နောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊အနင်းသာရီတိုင်းဒေသကြီး၊တချင်ပြည်နယ်၊ခရီးပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကျကျမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာမီနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယင်းညနေအထီးခံမှန်းချက်တိမ်အတင်းအတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်။မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့်မိုးရေဝတာဖြစ်စဉ်များနှင့် ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက် မြန်မာနိုင်ငံရဲ့ရက်တွင်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင် မုတ်တုံလေမဝင်ရောက်မီကာလအတွင်းလေဒုမငိမ်မတက်မှုများကြောင့်လကောင်းမြစ်ပူချိန်များတဖြည်းဖြည်းမြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်း၍မွန်လွယ်ညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လကောင်းလေပြင်းများတိုက်ခတ်ခြင်း လေပြင်းနှင့်အတူထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်း မိုးတီးကြွေခြင်းနှင့်နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်။လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေသည်တနအီလရင်မိုင်40မှမိုး90အထိတိုက်ခတ်နိုင်ပါသည်။တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်မိုးကြိုကာလဖြစ်သည့်အေပေလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်ဘက်တုံလေးမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးကယူပြုနေထိုင်သွားကြပါရန်နှင့်ပြည်တွင်းလေကြောင်းပြန်တန်းရေးနှင့်ရေကြောင်းခရီးစဉ်များအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါသည်ရှင်